ဒီစစ်တပ်ကြီးတခုလုံးဒါပြုတ်ကြဖို့ပေါ့နော်ပြုတ်ကြဖို့ဖက်ဆစ်စစ်တပ်ကိုကျွန်တော်အမြင့်ဖြတ်နိုင်မှုဆိုတော့စိတ်ဟိုဟာညီမချက်နဲ့ကျွန်တော်တို့ဒါလုပ်နေတာဖြစ်တယ်ဖက်ဒရယ်ဒီမိုဒီပြည်အောင်စုထူထောင်နိုင်မှုကိုလုပ်နေတာဖြစ်တယ်ပေါ့နော်ဒါတို့တော့အဲပထမအနေနဲ့ကျွန်တော်တို့ကတော့ပြောချင်တယ်လူမျိုးရေးမီးမွေးမယ်ဘာတိုင်းမီးမွေးမယ်နော်လူမျိုးချင်းအသွေးရှိုးတတ်ချုံမယ်ရန်တိုက်အဲ့ဒါအာနာရှင်အဆက်ဆက်ပြင်တုံးတာနဲ့စနစ်ပဲအဲ့ဒါကိုကျွန်တော်တို့ဒီလူအားလုံးကိုညီဖို့နော်ဒီကာလမှာကျွန်တော်တို့အချင်းချင်းကိုဘာအကြောင်းနဲ့မှတနက်ပြောင်းလက်စရာမလို့ ဟယ်လိုချရမီဝါပီတူညိုကိုမော်မာများအလုံးမမင်္ဂလာပါ news page channel ကနေပြန်မပြောင်းလဲချုပ်ဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ10ရက်နေ့ကျွန်တော် super sunday ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိတဲ့တော်လန်တရင်ဟူတရင်ကောင်းတွေကိုကျွန်တော်တို့အဆောဆုံးချစ်ချစ်ပေးချဖို့မြို့ဝပီတူအားလုံးဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်အယုံအဆုံးအနေနဲ့ခါတိုင်းလိုပဲတရင်တို့လေးတွေချစ်လိုက်ရအောင်နော်ပထမအဆုံးတရင်တို့အနေနဲ့ကတော့ ကရင်ပြည်နယ်မြောက်ရီမျိုးစောင့်တပ်ဖြစ်တဲ့ခလာရဲရ985တင်းကိုတော်လိုက်တရီကနေပြုံးမှမေလ31ရက်နေ့ညအုပ်ပိုင်းကလက်နေကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ကြားတာအနေနဲ့ထိခိုက်တယ်ကြားတယ်၃ရောက်ထိခိုက်တယ်လို့ကြားတယ်ဆိုပြီးမှကရင်စေးရဲ့တရမင်းကနေပြန်မှပြောဆိုထားတာဖြစ်ပါတယ်။မင်းညာက985တရင်တက်ခိုက်ခံရတဲ့လက်နေကြီးတန်တွေအရဆိုရင်ထိုင်းနိုင်ငံမဲဆောက်မြို့ကနေ အတိုင်းတားကြတဲ့စပရောမျက်စုံမျိုးကမြန်မာတွေကိုယ်တိုင်ကနေမျိုးပြောဆိုထားတာပဲဖြစ်ပါတယ်။အဲ့ဒီပြခမိုးမှာမြောက်ရီမျိုးအနာကရွှေမြဆန်ဒီရက်ကွက်ကပြည်သူသုံးဦးထိမှန်ခဲ့ပြီးတော့မှတဝူကတော့မဲဆောက်ဆေးုံကြီးမှာအေးပေါ်ကူးတနေရတယ်လို့ကျွန်တော်ထလောင်းတည့်ရတာပဲဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်စစ်ကောင်စီရဲ့ စခန်းတွေတခုပြီးသူသင်ပတ်ရရှိဖို့စူးစမ်းနေတာပြမမြောက်ရိခိုင်ထဲမှာရှိတဲ့စခန်းတော်တော်များများဆိုတော့ကျတို့ကန်ယူပူပေါင်းတဖို့တွေအလျောက်ကိုကြောက်ရောက်တော့တယ်ဖြစ်ပါတယ်မကြခင်မှာတော့ကျတို့ဒီခလာရနေရာ85တရင်လိုမျိုးပေါ့နော်နောက်ထပ်စစ်ကောင်စီရဲ့စခန်းကြီးတွေကိုသင်ပတ်ရရှိနိုင်ဖို့မျှော်လင့်ရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းမောက်ဝင်းမြို့နယ်ခြေဆိုင် PNLA တပ်သား9ဦးကိုအကြမ်းဖက်စစ်တပ်နဲ့ ၎င်းတို့လက်အောက်ခံ PNL ဖွဲ့ကပြတ်ခတ်တပ်ဖြတ်ခဲ့တဲ့တစ်တီတွေရရှိထားပြီးပြီဆိုပြီးတော့ PNL တရေနဲ့ပြန်ကြဲတာဝန်ရှိသူခွန်ရင်းရန်ကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ကျွန်တော်တို့ဇန်နဝါရီလ14ရက်နေ့ထုတ်ပြန်ခဲ့တဲ့ဖြစ်စဉ်ပေါ့။အဲ့ဒီတုန်းကတော့ကျွန်တော်တို့ရဲဘော်ငါးယောက်ကိုဖမ်းထားတယ်။ဖမ်းထားပြီးတော့မှပုံတွေထုတ်လာတယ်ပေါ့။ကျိုးနဲ့ခြိထားတယ်။ကျွန်တော်တို့ရဲဘော်ငါးယောက်ကိုနောက်နှစ်ပုံမှာတော့အဲ့ဒီငါးယောက်ကိုဖိစက်ထားတဲ့ပုံတွေပေါ့။အခုကျွန်တော်တို့ရတဲ့ဗီဒီယိုကအဲ့ဒီဖြစ်စဉ်ပေါ့။ဒါပေမဲ့ ၅ယောက်ကိုတပြိုင်တည်းတတ်တာတော့မဟုတ်ဘူး၁ယောက်ကိုတော့တခြားနေရာမှာတတ်တယ်ပြီးတော့၄ယောက်ကိုအဲ့ဒီဗီဒီယိုထဲမှာပါတယ်အဲဒါပေမဲ့ပြတ်တက်ခဲ့တယ်စပရင်ကပြန်ရလေတရင်းနဲ့ပြန်ကြိုက်တော်ဝင်ရှိသူခွန်ရင်ရာကနေမြို့တော်မှာပြောဆိုထားဖြစ်ပါတယ်ပြန်ရလေအနေနဲ့ PNO ပြီးသူဆက်ဖွဲ့ဝင်တွေဘုံမအစင်တီအရာရှိတွေဖဆီရရှိမှုတွေရှိခဲ့ပေမဲ့ညပန်းလေးစစ်တာမျိုးတပြက်ချင်းတွေကိုလွတ်ဆောင်ခဲ့ခြင်းမရှိဘဲနဲ့စစ်တပ်ပိုင်းဦးတွေနဲ့အညီထိန်းသိမ်းထားပြီးတော့မှ ပိုးစာပေချမှုဘူကနေပြီးတော့မှ၎င်းဒါမှမဟုတ်ပိုးရန်တံတားတို့ရဲ့ဖွဲ့တွေကနေပြီးတော့မှမိတ္တရက်ခံလာတဲ့ဆိုရင်လူရင်းချမ်းသာဖွင့်ပေးခဲ့တယ်လို့ကျွန်တော်တည့်ရတယ်ပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်အားလုံးလည်းပေါ့နော်လိုက်ပေါ်မှာဗီဒီယိုတွေနဲ့တကွတွေ့ရှိပြီးလောက်ပြီးထင်တယ်အခုဆိုရင်ဒီလိုမျိုး ပြီးသူစတွေကနေပြီးတော့မှကျတို့ဒီသူတို့လူမျိုးသူချင်းချင်းဘယ်ပြန်ပြီးတော့မှတက်ဖြတ်သွားတာပြီးတော့မှရန်သူကနေပြီးတော့မှရန်သူဘယ်လိုမျိုးကင်တွေ့တင်လဲဆိုတာကိုကျွန်တော်တို့ကပြန်ပြီးတော့ပြသနေတာပဲဖြစ်ပါတယ်ကျတို့တို့အနေနဲ့ဖန်ဆီရမိတဲ့စစ်တုံးမတွေကိုဒီတိုင်းပေါ့နော်လို့လို့ဆိုပဲလူချင်းချက်တာခွင့်မပေးတင်တော့ဘူးဆိုတဲ့သဘောမျိုးတွေကိုကျတို့ရန်သူဘက်ကနေပြီးတော့မှစတင်ပြသလာတာပဲဖြစ်ပါတယ်ဒီကြောင့်လည်းနေပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျတို့စာချေးလေးရအောင်နော်တတို့တို့တော့လူတွေကစစ်ကောင်စီရဲ့ခိုင်းဖက်လုပ်ပြီးတော့နော် အယိုးအရင်လေးတက်တာကိုအတွက်ကိုကပေါ်လူမျိုးချင်းချင်းအခုလိုပြန်လဲရုပ်မှလည်းလုပ်ရမျိုးကဒါဘလို့မှမဖြစ်တဲ့လုပ်ရအဲ့တော့ရန်သူကတော့ရှင်းတယ်ဗျနော်ဒီတဏှာတိုင်းမဟုတ်ပါဘူးရန်သာပြတ်တယ်အစိုးဆုံးကအခုလိုမျိုးလူမျိုးချင်းချင်းပြန်ပြီးရန်တိုက်တဲ့လုပ်ချက်တွေကအင်မတန်အောက်တန်းကျစွာလုပ်နေတာပဲဖြစ်တယ်အဲ့တော့အဲ့လိုလုပ်ရကိုအခုလိုမှလုပ်တာလားဆိုတော့မဟုတ်ပြန်ဘူးခင်းဆက်ဆက်လုပ်လာခဲ့တာဒါပေမဲ့အရင်ခေတ်တွေကတော့အလုံးတိတဲ့အတိုင်းနော်ဒရင်းမီဒီယာပွင့်လင်းမြင်တာဆိုတာမရှိဘူးစီးစစ်မှုမှနေပွေးတဲ့အတွက်ကျွန်တော်တို့ကပြည်သူအားလုံးကပါဝင်သဘောပေါက်ဆိုတာမတိခဲ့ရဘူး ကင်ကင်ချင်းညံပိုက်တယ်မုံမုံချင်းညံပိုက်တယ်ရခိုင်ရခိုင်ချင်းညံပိုက်တယ်အခုလည်းပို့အိုးပို့အိုးချင်းညံပိုက်တယ်နော်လူမျိုးချင်းချင်းကချင်းကချင်းချင်းညံပိုက်ထားတာပဲနော်ဒါစစ်ကောင်စီရဲ့ပြည့်ရတယ်ပဲခင်းဆက်ဆက်တို့ကျင့်သုံးတာလားအဲ့ဒီမူလူမျိုးရင်းမင်းမွေးမယ်ပါတိုင်းမင်းမွေးမယ်နော်လူမျိုးချင်းချင်းသွေးရှိုးတတ်ချုံမယ်ညံပိုက်တယ်အဲ့ဒါအာနာရှင်အဆက်ဆက်ကျင့်သုံးတာလည်းစနစ်ပဲအဲ့ဒါကိုကျွန်တော်တို့ဒီသူအားလုံးကမြင်ဖို့လိုတယ်နော်ဒီကာလမှာကျွန်တော်တို့အချင်းချင်းကိုဘာအကြောင်းနဲ့မှတမက်ပြောင်းလှည့်စရာမလိုဘူးချင်းချင်းလေးပဲနော် အဲ့တော့ဘောဘောကြီးပြစ်တက်ဖို့နေတာကိုအချင်းချင်းတနက်ပြောင်းလဲစရာမလိုလို့အခြားတော့လူမျိုးတွေလည်းကိုလူမျိုးအချင်းချင်းတနက်ပြောင်းကိုဘာအကြောင်းနဲ့မှလှည့်စရာအကြောင်းမရှိဘူးကိုလူမျိုးချင်းချင်းတနက်ပြောင်းလှည့်ပြီဆိုတော့ခင်ဗျားတို့ကြိုက်တဲ့ခေါင်းစဉ်ပြေးပြေးကြိုက်တဲ့စင်ကြီးပြေးပြေးအောက်တန်းစားပဲလားလက်နက်ကိုင်အောက်တန်းစားပဲကျိန်းနေတယ်နော်ကြိုက်တဲ့စင်ကြီးပြေးဘာဖြစ်လို့စင်ကြီးတွေကတော့လူလူတိုင်းအပေါ်စီတိုင်းမှာရှိမှာပဲဒါပေမဲ့ဒီကလာကလုတ်တိလုတ်ထိုက်တာအာနာရှင်စနစ်ကိုအမြင့်ဖြတ်နေတဲ့အချိန်မှာဒီအာနာရှင်တွေအလိုကျကိုလူမျိုးချင်းချင်းတရားလဲပြစ်ခတ်တတ်ပြတ်တာဒါလူကောင်းတွေလုတ်ရမှာမဟုတ်ဘူး နော်အခုစစ်ချောင်းဒီအာနာတိုင်းကစစ်ကောင်စီက၄နှစ်ကျော်၅နှစ်ထဲဝင်လာပြီအဲ့တော့အာနာကိုရမလားလို့တိန်းထားတယ်ဒီနေ့ချိန်ဒီစစ်ကောင်စီကတိုင်းပြည်ရဲ့အာနာကိုမရနိုင်ဖြစ်နေတယ်မရနိုင်တဲ့အပြင်အပြင်းပြင်းနဲ့ရှုံးတဲ့ရှုံးလာတဲ့အတွက်မဲမဲမြင်ရလိုက်ပြီးတော့ပြဿနာရှာတယ်တပ်ဖြတ်တယ်ရန်လုပ်တယ်အဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကအားလုံးစုစုစည်းစည်းညီညီညံညံနဲ့တော်လှန်လိုက်လို့ရှိရင်ဒီတိုင်းပြည်မှာအာနာရှင်အပြစ်ပြတ်သွားတာနဲ့ခင်ဗျားတို့ကျွန်တော်တို့အားလုံးကဘာမျက်နှာမှငဲเสียအကြောင်းရှိတယ် ကိုစီကတော့ဗောနော်ကျွန်တော်တို့ဒီ PNO P2 ဆက်တွေနဲ့စက်ကောင်ဆက်နေပြီးတော့မှ fancy ami ထားတဲ့ PNL ရဲပုံကားကိုပြတ်တက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှ detailation ပြထားတာပဲဖြစ်ပါတယ်ကိုလူမျိုးချင်းတို့တော့မှဗောနော်ပြတ်တက်လောက်တဲ့အထိကိုဒီကောင်တွေနဲ့ပြတ်မှရစ်စစ်နေတာပြတ်မှစက်ကောင်ဆီနဲ့ပူတက်ပြတ်မှအချိုးစီပွားလုပ်နေကြတဲ့အုပ်စုတွေအားဆိုတော့ကျွန်တော်တို့ လူမျိုးချင်းချင်းတွေကိုပြန်ပြီးတော့တက်ဖြတ်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဒါတွေကဆန္ဒချလို့ပါနော်။တိုင်းသားလူမျိုးစုပေါင်းစုံမှာရှိနေတာပြည်မှာစစ်ကောင်စီနေနဲ့အဲ့လိုမျိုးအုပ်စုတွေကိုလက်တက်မွေးပြီးတော့မှကျိုးရီတော်လိုင်းကိုဖြစ်လို့ဖြစ်စီပုံစံနဲ့လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဒါတွေကိုချီးချမ်းဖြစ်ပြည်သူတွေအနေနဲ့တော်လိုင်းရေးဘော်တွေနဲ့သူဆက်လက်ပြီးတော့မှမမမရက်တည်ပြီးတော့မှစစ်ကောင်စီနဲ့သူတို့နဲ့အကျိုးသူစီးပွဲလုပ်နေကြတဲ့ခရိုနီအတိုင်းဝန်းတွေနဲ့ပေါ့နော်။လူမျိုးဖက်ကွက်စားအုပ်စုတွေကိုအများဆုံးရှင်းပြဖို့လွှတ်နေပြီဆိုတဲ့အကြောင်းလည်းကျွန်တော်တို့ထပ်ပြီးတော့မှတည့်ရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ ဘူးတင်မြရင်ပြတော့မှာအခုလိုမျိုးကျွန်တော်တို့မြန်မာဒေါ်လာရဲ့အရှင်ဟောင်းကောင်းနေတဲ့အချိန်မှာနိုင်ငံပေါင်းစုံကနေပြတော့မှာပါနော်အမြတ်ထုတ်ဖို့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းကိုအချက်လက်ကြကြနဲ့ပြောဆိုထားတဲ့အရာလေးကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်တရအောင်နော်ဘင်္ဂလားဒေ့ရှ်က AAR ကတက်တော်နဲ့ဆက်တယ်ပြောဆိုနေတာကိုစစ်ကောင်စီကမကြိုက်လို့တရားဝင်ကန့်ကွက်ပါတယ်မေလ17ရက်နေ့မှာစစ်တမ်းမှုဘုံမှုချုပ် FTF Housing ကိုစစ်တမ်းမှုဖြစ်ကနေရုပ်သိမ်းလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်ကသူတို့အနေနဲ့ AAR ကတက်တော်နဲ့ဆက်တယ်ပြောဆိုနေတာဟာလိုအပ်လို့ဆက်သွယ်နေတာလို့ပြန်ဖြစ်ပါတယ်မဆက်သွယ်ပါဘူးလို့ဂရီမပေးပါဘူး အဲ့ဒါလို့ဂရီပေးမဲ့အစားမှာပန်အမတ်မိုနိုဝါဟော့စိန်နဲ့စစ်တပ်ဘုံဘုံမှုချုပ် FTF ဟော့စိန်တို့ကိုပြန်ခေါ်ယူခဲ့ပါတယ်အကြောင်းမဲ့ဖြစ်နေတာကြီးမဟုတ်ပါဘူးဘင်္ဂလားဒေ့ရှ်မြန်မာအမေရိကန်အကြောင်းကိုထပ်ပြီးတော့တိကျပြောပါအောင်မယ်မေလ14ရက်နေ့မှာတမှုပကဖ10ယောက်ကိုအိန္ဒိယနေဂျာဆောင်တပ် Other Rifle ကပြစ်ခတ်တပ်ဖြတ်လိုက်ပါတယ်အိန္ဒိယကမြန်မာအရေးမှာလက်ပိုက်ကြည့်နေတယ်လို့မထင်ပါနဲ့မူရစီဝါထုတ်လို့ဖြန့်ဖြူးနေတဲ့ UWSA ဝပီသွေးစီညွေရေးတက်မတော်ကိုမြန်မာက မရှင်းနိုင်ရင်ထိုင်းစစ်တပ်ကရှင်းလင်းရမယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကမေလ29နေ့မှာတစ်ချိန်မေလ30နေ့မှာတစ်ချိန်နှစ်ချိန်တိတိပြောဆိုနေပါတယ်သက်စင်ဘာလဲဆိုတာကိုနည်းနည်းစဉ်းစားကြည့်အောင်ပါသက်စင်ဟာအရင်ကဝန်ကြီးချုပ်ဖြစ်ခဲ့ဘူးသလိုလက်ရှိဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝရဲ့အဖေလည်းဖြစ်ပါတယ်သက်စင်ဟာဗမာစစ်ကောင်းဆောင်တွေနဲ့ရင်းနှီးသူဖြစ်ပါတယ်စစ်ကောင်းဆောင်တွေဘက်ကရက်ခဲသူဖြစ်ပါတယ်သက်စင်ဟာအမေရိကန်နဲ့နှိစက်သူဖြစ်ပါတယ်ပြောချင်တာက pro american မှာ pro china မဟုတ်ပါဘူး စစ်ကောင်းဆောင်တွေနဲ့နှီးစပ်ပြီးတော့ pro american လည်းဖြစ်တဲ့တက်ဆင်ဟာတေးဝဲ proxy လို့လူအများယူဆကြတဲ့ဝါပြီသွေးစည်းညီညွတ်ရေးတက်မတော်ကိုနေရွက်သွားပြီးတော့ဒရေးဆွတ်တာဟာဗားဒိတ်ပဲပါလားဝါဟာလက်ရှိတော်လန်ရင်မှာချန်စီယိုကိုခွာထိုင်နေတဲ့သူဟာဝါကိုဖိအားသွားပစ်လိုက်ရင်စစ်ကောင်စီဘက်ကိုပိုကက်သွားမလားဒါမှမဟုတ်ရင်တခြားဘာဖြစ်နိုင်လဲတော်လန်ရင်ထဲကိုမလွဲမရှောင်သာဝင်ရောက်လာမှာလားတက်ဆင်ကနှစ်ခါတောင်ပြောနေတာဟာအကြောင်းမဲ့မဟုတ်ပါဘူး ဒါတွေကိုကြည့်လိုက်လို့ရှိရင်မြမအခက်ငါတို့အချက်လောက်ချင်နေတဲ့တိုင်းပြည်တွေမနည်းဘူးဆိုတာတွေ့ရမှာပါတရုတ်အမေရိကန်ဘင်္ဂလားဒေ့ရှ်အိန္ဒိယထိုင်းတို့ဟာမြမအရေးမှာပါဝင်ဆွတ်ဖက်နေပါတယ်အဲ့ဒီမှာအဓိကအကြဆုံးကတရုတ်နဲ့အမေရိကန်ဆိုတာကိုလည်းသတိပေးချင်ပါတယ်ဆောထားပိုင်းမှာကျွန်တော်ပြောခဲ့တယ်လို့ပဲတိုင်းပြည်မညီညွတ်တဲ့အခါမှာဝင်ပြီးတော့အမျက်ထုတ်ချင်တဲ့သူတွေကများပါတယ်ကျွန်တော်နိုင်ငံမှာအင်္ဂလိပ်နဲ့ပြင်သစ်အပြိုင်နယ်ချဲ့ခဲ့ကြလို့လဲလွတ်လပ်ရေးဆွရှင်ခဲ့ရဘူးပါဘီဂျပန်ကမြန်မာပြည်တောင်ပြားကဝင်ပြီးတော့မြောက်ဖျားတီစစ်ဖက်နဲ့နင်းချေသွားတယ်လို့ အင်္ဂလိပ်ကမြန်မာပြည်မြောက်ဖက်ကနေပြီးတော့တောင်ပြားတွေစစ်ဖက်နဲ့အပြန်အလှန်နှေးချေသွားခဲ့လို့တိုင်းပြည်စစ်စစ်ညံ့ညက်ကြေခဲ့ဘူးပါပြီ။တမိုင်းတင်ကားစားလေးပါ။ဒီတော့တိုင်းပြည်ညီညွတ်ဖို့ National Integrity ရှိဖို့တိတ်ရဲကြီးနေပါပြီ။ဒီမှာဦးသိမ်းပြပြောထားသလိုပဲပေါ့နော်။ကျွန်တော်အင်းကြီးချင်းနိုင်ငံတွေနဲ့တရုတ်အမေရိကန်တို့ကနေပြီးတော့မှအခုဆိုရင်ကျွန်တော်တို့တော်လိုက်မှာဖြစ်လို့ဖြစ်စီပုံစံမျိုးတွေနဲ့တို့တို့အနေနဲ့မျက်ထုတ်ဖို့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားရပဲဖြစ်ပါတယ်။ဘေဘောင်းဆောင်ကနေပြီးတော့မှ ်ထိုနဲ့တိုက်ခတ်ဖို့ဂျန်စီနေကြတဲ့ပြမစစ်ကောင်စီဘက်ကိုအပိတ်တခွာနဲ့လူတွေကတဆုနောက်ပြီးတော့မှပေါ့နော်ကျတို့တော်လိုင်းရေးကိုအပိတ်တဲ့ပုံစံမျိုးနဲ့ရက်တည်နေကြတဲ့အုပ်စုတွေကတဆုဆိုပြီးတော့မှကွဲပြားနေတယ်ဆိုတော့လေကျတို့တပ်ပြီးတော့မှကြွက်တယ်ပဲဖြစ်ပါတယ်အဓိကအနေနဲ့တို့မြန်မာပြည်တွင်းမှာရှိတဲ့အကျိုးစီးပွားတွေအလုံးကိုခွဲဝေရယူချင်နေတာပြမကျွန်တော်တို့ပြည်သူတွေနဲ့တော်လိုင်းရဲဘော်တွေပေါ့နော်စီလုံးတင်နေပြီဆိုတော့အချစ်ပေးကောင်းလောင်းတမ်းပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့အနေနဲ့ပြဿနာပေါင်းဆုံးဂျုံတွေ့နေရတာပြမကျွန်တော်တို့ပြည်သူတွေကြားထဲမှာသူခွဲတက်ရှုံမှုတွေရှိနေတာတောင်မှပေါ့နော်ဒါတွေကိုကျွန်တော်တို့အနေနဲ့ ဒီနားလည်ထားပြီးတော့မှအချင်းချင်းစီလို့ညွှဖို့အချင်းရောက်ပြီဆိုတော့ကိုကောင်းထဲမှာဆွဲမဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းလည်းကျွန်တော်တို့အသေးမြတ်ရဲ့ပတ်စကားနဲ့ပြီးတော့မှသိရှိရတာဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အားလုံးသိထားတဲ့အတိုင်းပဲကျွန်တော်တို့မွန်ညင်းမျိုးရပါတော့ခလာရ55တက်တွင်မှာဒီစစ်ကောင်စီရရှိကနေပြီးတော့မှကိုရဲဘော်ရဲ့မိမကိုမရင်းကျင်းတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့တဲ့လေးလေးကျွန်တော်တို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ကျမအနေနဲ့ခလာရဆန်ကမူးညင်းမှာဖြစ်ခဲ့တဲ့မတရားမှုလေးတစ်ခုကိုရှင်းဖွင့်တင်ပြပေးချင်ပါသေးတယ်။ တပ်တွေအကြဖတ်မှုနဲ့ဌာနချုပ်တက်ခွဲမှုတယောက်ကတပတ်စင်နဲ့တငယ်ချင်းရဲ့မိမဖြစ်သူကိုအယံမူအောင်တိုက်ပြီးမူးသွားစေရင်အရာရှိရိတ်သားမှာခေါ်အိတ်တဲ့အကြောင်းလေးပါကျွလွန်သူဟာဌာနချုပ်တက်ခွဲမှုလုပ်နေသူယာယီတက်ခွဲမှုဘုံမှုဘူကြီးစင်လင်းထုတ်ဖြစ်ပါတယ်ဖြစ်စဉ်တစ်ခုလုံးကိုတရင်မှုနဲ့တရင်မှုကတော့ပါဝင်ပတ်သက်နေပြီးတရခံဘက်ကနေကာပါယူပြီးမတရားခံရသူဘုံမှုကိုတော့ရှေ့လန်းပို့ထားပါတယ်သူ့မိသားစုဝင်တွေကိုတော့တပ်ပြင်မှာနေထိုင်စေပါတယ်လက်ရှိမဖုံးနိုင်မဖိနိုင်နေဖြစ်ကုန်တော့အရေးယူဖို့မပခခကိုအကျဉ်းနဲ့တင်ပေးလိုက်ရပါတယ် နောက်ပြီးတရားခံဌာနချုပ်တက်ခွေးမှုအစားတရင်မှုကတော်ကနေပြီးမတရားခံရသူအရာရှိလင်မယားကိုတိန်း30ပေးပြီးကြည်အေးနှုတ်ပိတ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းခံရသူလင်မယားကတော့မကြည်အေးပေးပဲဆက်လက်တိုင်ကြားထားပါတယ်။အမှုကိုလည်းဆက်လက်စစ်ဆေးနေစေဖြစ်ပါတယ်။တရင်မှုကတော်ကတရားခံဘက်ကရက်တီပေးနေပြီးတိုင်မှုအထိပါလာစဉ်ကတော်ကတွားပြုတ်ပြီးအမှုကိုပပျောက်သွားတဲ့အထိလှုပ်ဆောင်နေပါတယ်။ကျူးလွန်သူဟာကာဆတ်ထမှုနဲ့ရဲချုပ်အဖြစ်တာဝန်ယူခဲ့ဘူးသူဒုတိယဘုံချုပ်ကြီးတန်းလှန်ရဲ့သမတ်ပါ။ ဒါကြောင့်ကာဝယ်ပေးနေကြတာဖြစ်ပြီးသူဟာတရင်ရှိတက်တဲ့မှာလဲအရာခံဘူးဥစည်းအဖွဲအားလမ်းဖြတ်သွားတဲ့ကုန်ကားစီတင်ကားတွေစီကငွေကောက်ခံတောင်းရန်ခိုင်းတာတွေပြုလုပ်နေပါတယ်။ဒါအပြင်တနားနှိဆက်ရွာတွေစီကိုလည်းဝင်ပြီးဆက်ကြီးကောက်ခိုင်းတာတွေလုပ်ပါတယ်။တရင်မှုကလည်းရှေ့တန်းသားကစပေးရှောက်အိမ်တွေကခေါမိုးတွေဖြတ်တယ်လို့အိမ်သားကျုပ်ကတွေကိုပါခွာရောင်းခိုင်းတာတွေပြုလုပ်နေပါတယ်။တက်မှာရှိတဲ့ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့စစ်တီတွေကိုမေးမြန်းစုံစမ်းနိုင်ပါတယ်။ လက်ရှိမှာစစ်ဆေးနေတဲ့အမှုရဲ့တရားခံဌာနချုပ်တက်ခွဲမှုကိုလည်းအချုပ်ထဲမထည့်ပဲအရာရှိရိတ်တာထဲမှာပဲထားပါရယ်။တရားခံကရိတ်တာမှာမိမတွေခေါ်အိပ်ပြီးအတောက်အစားမပြတ်နေနေပါရယ်။ပိုင်ရဆိုင်ရာမို့အထက်ဌာနတွေကိုချိတ်ဆက်ထားပြီးအမှုမမြောက်အောင်လဲစုံခေါ်အရာရှိတွေကိုငွေလန်းခင်းပေးထားကြောင်းလည်းသိရပါရယ်။တကယ်ကတမတော်ကြီးကတိတ်ကောင်းပါရယ်။တမတော်တွေကအဲ့ဒီလိုတရင်မှုတွေအရာရှိတွေရှိနေလို့အခုလိုမဖြစ်သင့်တာတွေဖြစ်နေရတာပါ။အမှုမှာပေါ်ပေါက်ပြီးညှတာတဲ့ပြည်ထောင်တစ်ခုချမှတ်နိုင်ရေး မတရားခံရသူဘက်မှရက်တီပြေးစီကြမှာရှင်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရမိတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရမိတွေနဲ့တပ်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလုတ်ဝက်ပေးထားမှာပဲဖြစ်ပါရဲ့ရှင်။ဒါတော့ကျွန်တော်တို့အရင်ကလည်းကြားဖို့ပြသပါတော့။ဘုံမမောင်မောင်ကနေပြတော့မှ လီခလာရဆန်ငါမုံညွှန်းမှာဆိုတော့စစ်ကောင်စီရဲ့တပ်ဖွဲ့မှုကနေပြမသူနဲ့တပတ်စင်နဲ့ဆင်းနေပါနော်ရဲဘော်ရဲမိမဖြစ်သူကိုမရင်းချင်းနဲ့ပြမပြောဆိုလာတာကိုလည်းတို့ပြန်ပြီးတော့မှတရိယာတော်တာပဲဖြစ်ပါတယ်ဒါကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စတန်အာမီလို့ခေါ်ခေါ်နေကြတဲ့ပေါ့နော်မရင်းတက်ကြီးရဲ့ပုံမှန်လုံးတွေချခုတ်တွေဖြစ်ပြီးတော့မှအခုဆိုရင်တရားခံတော်မှသူတို့အနေနဲ့တရွေ့မှထားပြီးတော့မှမတရားခံရတဲ့ပေါ့နော်မိမဖြစ်သူရဲ့ ယောက်ျားကိုအခုဆိုရင်ရှစ်တောင်ပို့လို့လိုက်တယ်လို့ကျွန်တော်တည်ရတာပဲဖြစ်ပါတယ်တကယ်တော့အောက်တန်းချရုံမာတာပြမသူတို့အနေနဲ့ခွဲကြကြပူပေါ်မြေမှာလုဆောင်နေတယ်ဆိုတော့လည်းပြတော့မှတွေ့ရပဲဖြစ်ပါတယ်အောက်ခြေတသားတွေပုံမှာတမကကျွန်တော်ပြတွေပုံမှာလည်းဆလေးရုံမာပြတော့မှပါနော်ဒီ Python တွေလည်းအတင်းတမကောက်ခံနေတယ်လို့ကြားတည်ရတာပဲပြမအဲ့လိုမျိုးအိုးဆိုးတွေကိုကျွန်တော်တွေနဲ့အများဆုံးရှင်းလင်းသိနေတာပဲဖြစ်ပါတယ်တည်ရမှုလေးများရဲ့ပြတော့မှဒီတခွဲမှုဆိုတဲ့ပေါ့နော်အိုးဆိုးတွေကဆိုတော့ကျွန်တော်ပြတွေဘက်ကနေပြတော့မှတီချလေးကိုဘောချဆွဲမဲ့အဖွဲတွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်ခုဆိုရင်မတားရထားရမှာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အန်ယူဂျီဝင်ကြီးချုပ်ရုံပြောခွင့်ရပို့ကိုတိုးပြတဲ့ဦးနေဘုံလာကနေပြီးတော့မှ2015မှာမြောက်လိုင်းချင်းပေါ်ဖို့ရည်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲလို့ပြောရင်ကျွန်တော်တို့ကတစ်ခါတစ်ခါကျတော့ဟိုအချမ်းဖတ်ဆေးဟုတ်စုကလုံမဲ့တရားမဝင်တူရောက်အတူရောက်ရွေးကောက်ပွဲကိုကျွန်တော်တို့ကလက်မခံဘူးလို့ပြောကြတဲ့အခါမှာတချို့ကဘလို့စိတ်ကတ်စားဒီကောင်းနေရွေးကောက်ပွဲပါလို့လက်မခံတာလဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးစိတ်အဲ့ဒါအဲ့ဒါကအင်မတန်မှမှားခြင်းတဲ့စိတ်ကတ်မှုပေါ့နော်ကျွန်တော်တို့တွေက ီတော်လိုင်းရဲ့ဆက်ဆက်ထုတ်ခဲ့တာတွေကဒီလွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ရွေးကောက်ပွဲတွေပေါ်ပေါက်ဖို့ဆိုပြီးတော့ကျွန်တော်တို့တွေတော့အသက်သွေးချွေးပေါင်းများစွာကျွန်တော်တို့တောက်လျှောက်တော်လိုင်းရဲ့ဆက်ဆက်မှာစတိရခဲ့ကြရတယ်။ရွေးကောက်ပွဲဆိုစနစ်ကိုကျွန်တော်တို့ကမငင်းဘူးရွေးကောက်ပွဲဆိုတော့ကျွန်တော်တို့ကလက်ခံတာပေါ့။ဒါပေမဲ့အခုကိစ္စအဲ့ရွေးကောက်ပွဲဘယ်သူလုပ်မှာလဲ။ ော်အဲ့တော့ကျွန်တော်တို့မှရွေးကောက်ပွဲရလက်လည်းရှိပြီးသားလीနော်ရွေးကောက်ပွဲရလက်ရှိပြီးသားဟာယူကိုသူမကြိုက်လို့သူကဖျက်ဖြစ်တယ်ပြီးတော့မှနောက်ထပ်သူကသာသူသူသူစိတ်တန်းကြသူပြန်လုပ်မယ်ဆိုပြီးတော့လုပ်တာလीနော်အဲ့တော့ကျွန်တော်တို့ကလုပ်တဲ့လူကလည်းပဲဒါပြည်သူလူထုကိုနော်ကျွန်တော်တို့အမတန်းမှညှဉ်းပန်းနှိပ်စက်တတ်ဖြတ်နေတဲ့စစ်ကောင်းဆောင်လीနောက်ပြီးတဲ့အခါမှာဒီနိုင်ငံတကာဥပဒေနဲ့တရားစွဲဆိုခံထားရတဲ့ဝရမ်းကြီးတွေနောက်ပြီးတော့နောက်ပြီးတော့မြန်မာနိုင်ငံမှာကရှိတဲ့ပြည်သူလူထုကဘာမှ legitimacy ပေါ့နော်တရားဝင်မှုမပေးအပ်ထားတဲ့နော်အာဏာလုတဲ့အဖွဲ့အစည်း ဖွဲ့စည်းပေါ့နော်အဲဒီလိုအဖွဲ့အစည်းကလုပ်တဲ့ရွေးကောက်ပွဲမှုလို့ဒါတရားမဝင်အထူးအောင်ရွေးကောက်ပွဲဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဒါဆန့်ကျင်ကြတာဖြစ်တယ်ပေါ့အဲဒီနေရာမှာလည်းကျွန်တော်ဆိုလိုတာကဒီတရားမဝင်အထူးအောင်ရွေးကောက်ပွဲမှာမဟုတ်ဘူးဒီအကြမ်းဖက်စစ်တပ်ကဘာလုတ်လုတ်ကင်ဆောင်ရွက်မှုတွေမှန်သမျှဟာ ဒါဘာမှတရားဝင်မှုမရှိဘူးဒါတွေအကုန်လုံးကျွန်တော်တို့ကစန့်ကျင်ပါပဲအော်ဒီရွေးကောက်ပွဲကြီးကိုတော့တီးကတီးကြားကျွန်တော်တို့အနေနဲ့ဒါကျွန်တော်တို့အထူးစန့်ကျင်နေတဲ့အခြေအနေမျိုးမဟုတ်ဘူးဒီစစ်တပ်ကြီးတစ်ခုလုံးဒါပြုတ်ကြဖို့ပေါ့နော်ပြုတ်ကြဖို့ဖက်ဆစ်စစ်တပ်ကိုကျွန်တော်တို့အမြင့်ဖြန့်နိုင်မှုဆိုတော့စိတ်ဟိုဟာညီမချက်နဲ့ကျွန်တော်တို့ဒါလုပ်နေတာဖြစ်တယ်ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုထူထောင်နိုင်မှုကိုလုပ်နေတာဖြစ်တယ်ပေါ့ဒါတို့တော့ပထမအနေနဲ့ကျွန်တော်တို့ကတော့ပြောချင်တယ်အဲအဲ့မှာမှခုနကဆရာပြောသလိုပဲတေးကြတယ်ဒီကောင်းနေကဒီတရားမဝင်တွေ့အောင်ရွေးကောက်ပွဲမတိုင်ခင်မှာရက်ဆက်ကြမ်းကြုတ်မှုတွေကိုစတဲ့တဲ့ဘူးသူတို့တိုးပြီးတော့လုပ်လိမ့်မယ် ။အဲ့လိုလုပ်ဖို့လေသူတို့ဘက်ကပြင်ဆင်နေတာရှိတယ်လို့တစ်ဖက်မှာလည်းအဲ့လိုမျိုးသူတို့ဘက်ကညှင်းပန်းနှိပ်စက်တက်ဖြတ်တာတွေကိုကျူးလွန်ပြီးရင်တစ်ဖက်မှာလိန်လိန်ဖို့ညာဖို့ရန်ရရာယူလေဒါတော်တော်လေးကိုပတ်စံအကုန်ကြခံပြီးတော့ human resource ကို financial resource ကိုတုံးပြီးတော့တိစောက်ထားတယ်လို့ကျွန်တော်တို့မြင်တယ်။ NGO ဘက်ကတော့ရှင်းတယ်နော်။အခုဆိုရင်မြောက်လိုင်းရဲ့ရွေးကောက်ပွဲအကြံအစည်ဆိုတော့လုံးဝကိုထားမှမြောက်လိုင်းသူတို့အနေနဲ့စ조사တော့မယ်ဆိုပြီးတော့မှကြွေးကြော်ထားတာပြီးတော့မှ channel တော်လိုက်တဖို့အနေနဲ့ပူပေါင်းပြီးတော့မှဆက်နိုင်တဲ့ရေး ဝင်ပြီးတော့မှလှုပ်ဆောင်သွားမယ်ဆိုတဲ့သဘောမျိုးလည်းပြောဆိုထားပဲဖြစ်ပါတယ်။မြောက်လိုင်းနေနဲ့အဲ့လိုမျိုးရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုရင်အခုဆိုရင်ဖက်ကစားနိုင်ငံရေးပါတီတွေနဲ့တွဲဆုံပြီးတော့မှရွေးကောက်ပွဲကျင်းပနိုင်ဖို့အမြန်ဆုံးလှုပ်ဆောင်တင်ပြီးဆိုပြီးတော့မှနော်ဝင်ဝင်ပြီးတော့မှတိုက်ဆုံပြောဆိုနေတာကိုလည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဒီကောင်တွေကနေပြီးတော့မှနေစင်နဲ့မြတ်ကျွန်တော်တို့ပြည်သူတွေရှိတဲ့နေရာတွေကိုမုန်ကျတဲ့ခမ်းမှုတွေဆက်လက်လှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ရန်တွေကမဖြစ်မနေချုပ်ငိမ့်တော့အောင်အားလုံးဝင်ဝင်ပြီးတော့မှစူးစမ်းရမယ့်အချိန်ပဲဖြစ်ပါတယ်။ ကဲကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ရဲဘော်ရှင်းလင်းနေပြီးတော့မှကျောက်ဖြူမျိုးတင်းတဲ့ဘက်မှာ A ရဲ့ပေါ့နော်ဖက်စီချင်းခံခဲ့ရတဲ့စကောင်စီအရာရှိတွေနဲ့သူတို့ဖွဲ့ချောင်းတင်ဆက်ထားတဲ့တဲ့ရင်လဲကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်နော်မပြတ်နိုင်ဘူးဆိုတဲ့အရာတွေကိုဖြစ်ပြဖြစ်စေနိုင်ခဲ့တဲ့အာရကတက်တော် AAUFA ဟုတ်ပြီဂျီဝန်သားကိုချွတ်ချုံမင်းမင်းအတူတကစားသုံးကြိုက်အောင်ဗျာဟုတ်ပါတယ်ကျောက်ဖြူမျိုးနဲ့ပြပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာကျွန်မဖက်စီခွေးတက်ရဲ့ဒုပူမှုကြီးအစင်းရှိသူ သူနဲ့ပါဝင်ချစ်တော်မယ်အမြောက်များကိုအာရကတတော် A ကထုံးစံအတိုင်းပဲအရှင်လက်ရဖမ်းမိလိုက်ပါတယ်ကျွန်တော်တိုင်းသားတွေသဘောကောင်းနေတော့ကျွန်တော်တို့အတိဆုံးဆိုတော့ဟိုဘက်ချက်ကကကောင်တွေကတော့ဒါအချင်းအကြီးစားတွေမိနေတဲ့အခါမှာမတိုင်းသားတွေမင်းတို့တွေလက်နဲ့ချမင်းတို့တွေအញ្ញံခိုင်းလဲမင်းတို့တွေကိုတတ်မှာပဲမင်းတို့ကိုဘလို့တတ်တာဒါမျိုးတွေကိုကျွန်တော်တို့ဒါအချမ်းဖက်စစ်ခွေးတတ်မှာ ကျွန်တော်တို့အလင်းဝင်လာတဲ့သူတွေစီကအမြဲတမ်းကြားနေရတဲ့စကားပါကျွန်တော်တို့ကတိုင်းရင်းသားတွေနဲ့ဒါလက်ပေါ်တည်းနေလာခဲ့တဲ့သူတွေဖြစ်တယ်ကျွန်တော်တို့လူငယ်တွေရကျွန်တော်ဆိုရင်ဒါအရကတော်တော် AA ရခိုင်တခုတစ်ဖွဲ့ဝင်တွေနဲ့လည်းတာဝန်အတူထမ်းခဲ့ဘူးတယ်ကရင်နဲ့လည်းတာဝန်အတူထမ်းခဲ့ဘူးတယ်ဆိုတော့ဒီအခြေအနေမှာရခိုင်တွေရဲ့ဒါစိတ်ဓာတ်တွေကိုလည်းကျွန်တော်လည်းတတ်နိုင်ဆုံးသိပါတယ်ဟုတ်ပြီ ဒီအချိန်ဒီမှာလက်ရှိအာရခမြည်ပြင်းရဲ့သူတို့ပြောကြားချက်လေးကိုကျွန်တော်ညီပါတွေကိုတင်ပြပေးရှင်တယ်အရန်ကိုအရသာရှိလို့ပါစင်ကျင်တုံတရားကိမ့်မဲ့စွာနဲ့အာရခတပ်ပေါ်ကြောက်လန့်တကြားဝရုံတုံကထိုးစစ်ဆင်နေတဲ့အကြမ်းမဲ့ဖက်စစ်ခွေးတက်ဟာမေလ30ရက်နေ့နေကင်းပိုင်းမှာကြောက်ဖြူမြို့နယ်မင်းတက်တောင်ကြီးွာအနီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်အဲ့ဒီတိုက်ပွဲမှာအကြမ်းမဲ့ဖက်စစ်ခွေးတက်ရဲ့ဒုဗုံမူကြီး ကြော်လင်းကြံအပါပွဲစစ်တုံမှန်အမြောက်အများကိုအာရခတတ်တော်ကလက်ရဖမ်းမိခဲ့ပါတယ်။စင်ဂျင်တုံတရားကင်းမဲ့စွာနဲ့ကြောက်လန့်တကြားဝရုံတုံကထိုးစစ်ဆင်နေတာတဲ့။လောက်ခိုင်းသားတွေစကားပြောတာကျွန်တော်တို့အောင်တစ်ခါတလေလိုက်လို့တော့မမီလောက်ဘူးဗျဟုတ်ပြီသူပြောထားသေးတယ်အကြမ်းဖက်စစ်ခွေးတက်ရဲ့ထိုးစစ်ကြောင့်ကြောက်ဖြူမှာတိုက်ပွဲနေတိုင်းဖြစ်ပွားနေတယ်တိုက်ပွဲဖြစ်တိုင်းအကြမ်းဖက်စစ်ခွေးတက်ဟာအရှုံးနဲ့ပဲ ရင်ဆိုင်နေရတာပါမနေ့ကမေလ30ရက်နေ့မော်လယ်3နာရီမှာကြောက်ဖြူမြို့နယ်မင်းတပ်တောင်ကျေးရွာမြောက်ဘက်မီတာ600အကွာမှာစမှုလက်မှုတင်တန်းကြောင်းအတွင်ခြေပြူတာတဲ့ဂျမဖက်စစ်ခွေးတက်အာရခတ်တော်ကိုထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖွဲတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲမှာကြော်လင်းတိုင်အပါဝင်အကြမ်းဖက်စစ်ခွေးတက်ကခွေးအငစနူအမြောက်အမြောင်းကိုလက်နက်ခဲရန်တွေနဲ့ တင်စီရမိကြတာပါတဲ့သူစကားပြောအရန်ကိုရှင်းတယ်ဒီမှာရဲဘော်ချန်လေးပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော် ကျော်ဖင်မျိုးနဲ့တက်ဖွဲမှာဆင်တော့ A ဘက်ကနေပြီးတော့မှစကောင်ဆီယတုဘူမူကြီးနဲ့သူတို့ဖွဲကိုလေယာအရှင်ဖာစီယမိခဲ့တာပဲဖြစ်ပါတယ်။ဒီချိန်မှာကျတို့တွေနဲ့ကျော်ဖင်မျိုးကိုရရှိနိုင်ဖို့ A ကနေပြီးတော့မှပြင်းထန်ကြိုးစားနေတာပြီးတော့မှကျော်ဖင်မျိုးကိုဒါရရှိပြီးတာနဲ့ပေါ့နော်။တူရဲ့အကျိုးစီးပွားတွေရှိတဲ့လုပ်ငန်းတွေအရဆိုတော့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျတို့ဆောင်ချက်မှာပဲဖြစ်ပါတယ်။တေချာတာတစ်ခုကတော့စကောင်ဆီကိုတေယုံအနေနဲ့ပေါ့နော်လုံအောင်ကိုလိုရမှာမဟုတ်တော့ဘူးဆိုတာတော့ကျတို့တည်ထားရမှာဖြစ်ပြီးတော့မှတေယုံအနေနဲ့ A နဲ့ပူပြီးတော့မှဆက်ဆံမှုတွေလှုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ A ကတော့အခုဆိုရင်အသာစီးနေတာရရှိ ှိနေတာဖြစ်ပြီးတော့မှသူတို့မျှော်မှန်းထားတဲ့အတိုင်းပဲ2025မကုန်ခင်မှာပဲ ရဟန်းပြီးတခုလုံးကိုတိမဲ့ဖို့စ조사တော့မယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတာမလို့ဒီစီစင်အားဆိုရင်တခုပြီးတခုပို့ပြီးတော့မှရုံလုံးပေါ်လာတာပဲဖြစ်ပါတယ်ကျွန်တော်အေးအေးပါဝင်ချန်တဲ့တော်လိုင်းရေးပူအောင်တဖို့ဝင်ရတယ်ပြီးတော့မှဆင်းနိုင်တဲ့ရေဝင်ဝင်ပြီးတော့မှ조사နေကြတဲ့အချိန်မှာကျွန်တော်မြေပြင်မှာရှိနေတဲ့ဗီဒိုတွေကနေပြီးတော့မှကိုရဲ့အနေနဲ့တော်လိုင်းတဖို့ဝင်တွေကိုထောက်ပို့ကူညီနေပေါ့နော်ကျွန်တော်ဒီအားနာရှင်အမြတ်ဖြတ်ချိန်မွန်းတဲ့တိုက်ပွဲမှာဝင်ဝင်조사ချက်ပါဆိုလို့ပြောရင်ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြေပြင်ဗီဒိုများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြည့် ဆုံးပြီးတော့မှမြောက်လိုင်းမေးပေးတာနဲ့ကြုံရပြီးဒါရိုက်ချက်နဲ့ညာချန်လေးပတ်ဆိုင်ကြောက်ပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းအောင်တောင်းပေးလိုက်ပါတယ်